မင်္ဂလာပါရှင်ကျမတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့အပူလိုင်းဖြတ်မယ်ဆိုတဲ့တဲ့အတွက်ဖော်ပြပေးပါမယ်အပူလိုင်းဆိုတာဖြတ်တဲ့အထိတော့လာနေညနဲ့မှမဖြစ်နိုင်ဘူးလို့ဆိုပါရတယ် ဟိဝေလို့ခေါ်တဲ့အပူလိုင်းဆိုတာကတော့နှစ်စဉ်ဖြစ်မြဲအပူချိန်နေတာ9ဒီဂရီအထိလွန်ကဲစွာပူပြင်းတာ9ရက်ဆက်တိုင်းတိုင်းတာရရှိရင်အပူလိုင်းဖြတ်တယ်လို့လည်းခေါ်ပါတယ်။မြန်မာနိုင်ငံရဲ့2025လူရာသီမှာတော့ဖြစ်လာနိုင်တဲ့အပူချိန်ကနှစ်စဉ်ဖြစ်မြဲအပူချိန်ထက်1ဒီဂရီကနေ3.5ဒီဂရီအထိသာပုံမပူပြင်းတာရှိမယ်လို့ကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရပါတယ်။ကမ္ဘာမူလဝသဌာန WMO ရဲ့အထိပ္ပယ်ဖော်ပြချက်အရတော့ဖြစ်မြက်အပူချိန်အထက်95ဒီဂရီ9ဒီဂရီဖာရင်ဟိုက်အထိ 9ရက်ဆက်တာအပူချိန်မြင့်မားကြောင်းတိုင်းတာချက် ရှိရင်တော့ဒါကိုအပူလိုင်းဖြစ်တယ်လို့သတ်မှတ်ထားကြောင်းတွေ့ရတယ်လို့ဆိုပါတယ်။ဒါအပြင်2025နဲ့2024မတ်လနဲ့ဧပြီလအတွင်းအပူချိန်ဖြစ်နိုင်ခြေကြိုတင်ခံမှန်းချက်တွေကိုနှိုင်းယှဉ်ဖော်ပြပေးပါမယ်။2024ခုနှစ်တက် 2025ခုနှစ်မတ်လနဲ့ဧပြီလဖြစ်မြဲအပူချိန်ခံမှန်းချက်ကယွနေကြောင်းတွေ့ရပါတယ်။အယ်နီညိုနှစ်2024ခုနှစ်အပူချိန်နဲ့လာနီညာနှစ်အပူချိန်ခံမှန်းချက်ကလာနီညာနှစ်2025ခုနှစ်ကအပူယွနေနိုင်ကြောင်းတွေ့ရမှာပါ။2024ခုနှစ်မှာရော2025ခုနှစ်မှာပါဖြစ်မြဲထက်အနှုတ်9ဒီဂရီ9ဒီဂရီဖာရင်ဟိုက်အထိမပူခဲ့တာကြောင့်ပြီးခဲ့တဲ့နှစ်တည်းမှာလည်းအပူလိုင်းဖြတ်တန်းနေဆိုတာမရှိခဲ့ဘူးလို့ဆိုပါရစေ။ heat stroke ဖြစ်နိုင်တယ်ဆိုတာ heat wave ဖြစ်မယ်ဆိုတာနှစ်ခုရောမသွားကြဘူးလို့ဆိုပါတယ်ဆက်လက်ပြီးတော့တိုင်းနယ်ပြည်နယ်တချို့မှာလာမယ့်ရက်တွေအတွင်းနေ့ပူချိန်40ဒီဂရီဆယ်စီယပ်ထက်မြင့်တက်လာနိုင်တဲ့အကြောင်းဖော်ပြပေးပါမယ်လာမယ့်ရက်တွေအတွင်းမှာတိုင်းနယ်ပြည်နယ်တချို့မှာနေ့ပူချိန်40ဒီဂရီဆယ်စီယပ်ထက်မြင့်တက်လာနိုင်တယ်လို့မြို့လူသားနယ်စလားဗီရာညွှန်ကြားမှုအစည်းအထဏာကညွှန်ကြားရမှုဥလာထွန်ကဆိုပါတယ်မြန်မာနိုင်ငံအလဲပိုင်းအထက်ပိုင်းဒေသတွေအပါအဝင်ရန်ကုန်တိုင်းပဲခူးတိုင်းနယ်ကရင်ပြည်နယ်တွေမှာနေ့ပူချိန်တွေတစ်ပြည့်ပြည့်မြင့်တက်လာနိုင်တဲ့အတွက် တရေပြူရမှာဖြစ်တယ်လို့တကောင်းကဆိုပါရယ်အခုကမတ်လာနှွေဦးရသည်ရောက်ပြီဆိုတော့ပြီးခဲ့တဲ့လတွေထက်တော့အပူချိန်တွေကတပြေးပြေးနဲ့တက်လာမယ်6တို့ပါလို့ဆိုရင်အခုအပူချိန်40ဒီဂရီဆက်စီယတောင်ဖြစ်နေပြီဒါပေမဲ့အခုကမတ်လာဆန်းဆိုတော့အပူချိန်ကအများကြီးတော့မတက်နိုင်သေးဘူးသို့တော်တပြေးပြေးနဲ့တော့တရက်ထက်တရက်အပူချိန်တွေတိုးလာနိုင်တယ်လို့ဆိုပါရယ်အပူချိန်မြန်မာနိုင်ငံနောက်ဆက်တွဲအပြင်မွန်းတွယ်ညနေပိုင်းအချိန်လေးမှာအပူပြန်တက်တိတ်တွေအကောင်ပြီးတော့မိုးတိမ်တောင်တွေဖြစ်နိုင်ကမိုးတိမ်ကြုံတာမိုးသီးကြွေတာလေပြင်းတိုက်တာတွေလည်းဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါရစေ။ ဒါတွေကအပူချိန်မြင်မာတာရဲ့နောက်ဆက်တွေပဲဒီလိုမျိုးလို့သားအခြေအနေတွေကိုသတိပြုဖို့လိုတယ်။ပူလာတဲ့နေရာတွေမှာလေပြင်းအားကကျတတ်တယ်။အဲ့ဒီလိုလေပြင်းအားကျလာပြီဆိုရင်လေပြင်းအားများတဲ့ဘက်ကလေတိုင်းလာတော့အဖက်ဖက်ကတိုင်မှာဆိုတော့လေပြင်းလေအားပြင်းနိုင်တယ်။ဒါမျိုးလေးတွေကရှိတတ်တဲ့အတွက်အပူချိန်တူးလာခြင်းရဲ့နောက်ဆက်တွေမျိုးလို့သားအခြေအနေတွေကိုသတိပြုဖို့လိုတယ်လို့ခေါင်းကဆိုပါတယ်။မုစလာရဲ့နေ့လယ်၂နာရီချင်းထုတ်ပြန်ကြရယမနေ့၃ရက်မှာဖြစ်ပေါ်ခဲ့တဲ့ထူးခြားတဲ့နေ့ပူချိန်တွေဟာ 6မြို့မှာ51.9ဒီဂရီဆယ်စီယက်မကွေးမြို့မှာ50.1ဒီဂရီဆယ်စီယက်မြင်းကျန်မှာ39.8ဒီဂရီဆယ်စီယက်ညောင်မှာ39.8ဒီဂရီဆယ်စီယက်ပြည်내မြားရီမှာ39.6ဒီဂရီဆယ်စီယက်အောင်လမ်းမှာ39.1ဒီဂရီဆယ်စီယက်ဝက်ထီးကန်လေးထပ်ပြည်내ရွှေဘုံမြို့တွေမှာ39.3ဒီဂရီဆယ်စီယက်စီမြင်းဖို့မြို့တောင်တန်းကြီးမြို့စင်ပြူကျွန်းနဲ့ဖန်မြို့တွေမှာ 8ဒီဂရီဆယ်စီယက်နဲ့ရွှေကျင်းမှာ38.9ဒီဂရီဆယ်စီယက်တွေဖြစ်တယ်လို့သိရပါတယ်။အခုလိုနေ့ပူချိန်တွေမြင့်တက်လာနိုင်တဲ့အခြေအနေနဲ့ပတ်သက်လို့မလို့တာလေးလာဆောင်ကြည့်သူဝန်နိုင်ကတော့မတ်လပထမဆယ်ရက်အတွင်းမကွေးတိုင်းနေပြီးတော့ပဲခူးတိုင်းအင်အားရီတိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့သတင်းနိုင်တိုင်းဒေသတွေမှာနေ့ပူချိန်တွေ40ဒီဂရီဆယ်စီယက်ထိအထက်အထိတိုးလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။လာနီညာကြောင့်အပူချိန်မြင့်တက်တာတွေက2024ခုနှစ်အနီညိုနှစ်တည်းညွန်နေပြီမယ်လေ။ မတ်လအတွင်းစူတိုင်းစာမြင့်တက်နေတဲ့ဒေသတွေမှာခန်းစားရတဲ့အပူချိန်ဟာ50ဒီဂရီဆယ်စီယက်အထက်ရှိနိုင်တယ်လို့ဦးနိုင်ကလည်းဆိုထားပါတယ်။မတ်လလာဆန်ပိုင်ကစလို့တပေါင်းလအစာပြုပြီးနှွေဦးရသည့်နှွေရသည့်ကဧပြီ16ရက်မိုးချိုကာလအထိဆက်လက်ရှိနေဦးမှာပါ။ဒါကြောင့်နှွေပူချိန်လည်းပဲတက်လာမယ်။အလယ်ပိုင်းဒေသတွေမှာနေနဲ့ညာအပူချိန်ကွာခြားချက်လည်းများနေမယ်လို့ဒီကောင်ကဆိုပါတယ်။ ဒီချိန်လေးကြောင့်ပဲနေ့လယ်ပိုင်းအချိန်လေးမှာနေအောင်ကြီးတန်းရံထိတွေ့တဲ့နေရာတွေမှာအလုံးလုံးကြရရတဲ့သူတွေတက်ကြီးရော်ရည်နဲ့ကလေးငယ်တွေရေတက်ဆုံးရှုံးမှုများပြီးတော့အပူရှက်တာ histo ဖြစ်တာတွေကိုခံစားရနိုင်တာကြောင့်သတိပြုဆင်ခြင်နိုင်ကြဖို့လိုရလို့လည်းပေါင်းကဆိုပါတယ်။ဒါအပြင်ချောင်းသွေးတဲ့လေတို့အခြေအနေကြောင့်မိဘအန်ရဲ့ပူလာနိုင်တယ်လို့ခရမ်းလုံးရောင်ကြီးနဲ့ပြင်လာတာကြောင့်ခရမ်းလုံးရောင်ကြီးနဲ့ပြင်လာတာကြောင့်နောက်ဆက်တဲ့ဖြစ်လာနိုင်တဲ့ဘေးအန်ရဲ့အာလုံးကိုကြီးပြုဖို့လိုအပ်တယ်လို့ဦးနိုင်ကဆိုပါတယ်ရှင်။ ဆက်လက်ပြီးတော့2025ခုနှစ်မတ်လ9ရက်ညနေ4နာရီချိန်နေ့စဉ်မလို့သတင်းကိုဖော်ပြပေးပါမယ်။ပင်လယ်ပင်လယ်ချင်းတွေကတော့ကပ်ပလစ်ပင်လယ်မြောက်ပိုင်းနဲ့ပင်လယ်ပင်လယ်ရောအရှေ့အလယ်ပိုင်းမှာတိမ်နေငယ်ဖြစ်တော့ပြီးတော့ကပ်ပလစ်ပင်လယ်ပြင်တောင်ပိုင်းနဲ့ကြံပင်လယ်ပင်လယ်မှာတိမ်တင့်တင့်ဖြစ်တော့ပါမယ်။မြောက်ပိုင်းနဲ့ချင်းတွေကမှန်းချက်ကတော့ကချင်ပြည်နယ်မှာနေရာကွက်ကြားမှုနဲ့ငယ်ရွာပါမယ်။ရွာရရန်တို့60ဖြစ်ပါတယ်။စကိုင်းနဲ့ဒေသကြီးအထက်ပိုင်းတိုင်းတိုင်းတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာတိမ်တင့်တင့်ဖြစ်တော့ပြီးတော့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအများအပြားသာရပါမယ်။ မြမပင်လေပြင်းမှာမြဝကျော်ကရခိုင်ကရန်တက်ရှောင်းနဲ့ကန်တော်ပင်လေပြင်းမှာတခါတည်းကမိုးသက်လေပြင်းနေကြရပြီးတော့နိုင်တဲ့နေ့ကနေနိုင်ကြည့်ပါပဲမိုးသက်လေပြင်းကြရောက်စင်မှာရေပြင်းမြေပြင်းလေပြင်းဟာတနအေကို25မိုင်ကနေမိုင်30တိတိုက်ခတ်ပါမယ်လှိုင်းမြဟာမြဝကျော်မော်မိုးရမကွေမိုးသက်နေကရန်တက်ရှောင်းနဲ့ကန်တော်ပင်လေပြင်းမှာခုနှစ်ပေကနေကိုပေကန်ရှိပါမယ် ကျမပင်လေပြင်မှာလှိုင်းနေငယ်ကနေလှိုင်းတဲ့လည်းရှိပါမယ်။လှိုင်းမြအောင်မုတ်တပောက်ဝင်မှုတဲ့နိုင်ကင်မရာတစ်ချောင်းနဲ့ကန်လွန်ပင်လေပြင်မှာ၄ဘီကနေ၆ဘီကရှိပါမယ်။နောက်နေ့အတွက်ကမ်းချက်ကတော့စကန်နဲ့ဒေတာကြီးထပ်ပါတဲ့နိုင်တိုင်းဒေတာကြီးနဲ့ကချင်ပြည်နယ်မှာနေရာကွက်ချမှုရပါမယ်။နေရတဲ့အနီးထွက်အတွက်နံပါတ်မနေဂျာကြီးခန့်မှန်းကြအများအပြားတာရပါမယ်။ရောင်မျိုးနဲ့နေထွက်အတွက်နံပါတ်မနေဂျာကြီးခန့်မှန်းကြအများအပြားတာရပါမယ်။ နိုင်လေးမျိုးနဲ့နေထွားတဲ့မနက်ဖြန်မနက်ချိန်ဒီခမ်းမ်းကြအများအပြားတရားပါမယ်ရှင်။ဆက်လက်ပြီးတော့မတ်လ6ရက်တော့မလို့တာခမ်းမ်းချက်ကိုဖော်ပြပေးပါမယ်။ပင်ရပင်လောခြေနေကတော့ကပလီပင်လေပင်နဲ့ပင်ရပင်လောမြောက်ပိုင်းမှာတိမ်သိမ့်နေပြီးတော့ကြံပင်ရပင်လောမှာအများအပြားတရားပါမယ်။ ိနေပြင်ချင်းတွေကတဲ့နိုင်ကင်မရာနဲ့မခိုင်ကင်မရာမှာလေယာအရှိရှိတောင်ဘက်ကနေတနင်္ဂနွေကိုစင်မိုင်ကနေ -10 တိုက်ခတ်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းသစ်တဲ့ရှိပါမယ်။မြို့မကျွန်းပေါ်ဒေသနဲ့မိုးရွာကွေးဘက်မှာလေယာအနောက်အနောက်မြောက်ဘက်ကနေတနင်္ဂနွေကိုစင်မိုင်ကနေ -10 ခန့်တိုက်ခတ်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းသစ်တဲ့ရှိပါမယ်။မိုးချင်းတွေကတော့မြန်မာနိုင်ငံတဝက်လုံးမှာအများအပြားတိုက်ရပါမယ်။နေပူချင်းတွေကမန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ဘိုးတိုင်းဒေသကြီး၊ရောင်းတိုင်းဒေသကြီးနဲ့အီရိုက်တိုင်းဒေသကြီးမှာပုံမှန်အပူချိန်ထက်ပိုပါမယ်။မြူချင်းတွေကတော့ကချင်ပြည်နယ်မှာမနက်ပိုင်း ုင်းမှာမြို့တွေကြားဆင်းပါမယ်ရှင်။ဆက်လက်ပြီးတော့အင်ဒိုနီးရှားမှာမိုးသည်ထန်ရေကြီးတာကြောင့်ဒုထောင်မောင်းများစွာရှေ့ပြောင်းရတဲ့ကြောင်းဖော်ပြပေးပါမယ်။အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာနဲ့သူ့အနီးတစ်ဝိုက်မှာရှိတဲ့မြို့ငယ်လေးတွေမှာမတ်လ၄ရက်ကရေတွမ်းမှုတိုင်းကလူထောင်မောင်းများစွာကိုပြေးလို့ရရှေ့ပြောင်းခဲ့တဲ့ကြောင်းတောင်ဝင်ရှိတဲ့သူတွေကပြောကြားခဲ့ပြီးလာမယ့်ရက်နေ့ငယ်အတွင်းမိုးသည်ထန်စွာရွာသွန်းနိုင်တဲ့ကြောင်းခံမှာပါတယ်။ မတ်လ3ရက်ကလေးကမြန်မာနာမှုရအောင်ခဲ့တာကြောင့်မြို့တော်ဂျကာတာနဲ့အန်တီတဝမ်မှာ3မီတာထိရေလွှမ်းမှုခဲ့တဲ့ကြောင့်နိုင်ငံရဲ့သမဝါပေးရနေအေဂျင်စီကထုတ်ပြန်ကြမှာဖော်ပြပါတယ်။တချို့လမ်းတွေပိတ်ဆို့သွားပြီးအင်ဂျင်တထောင်ကျော်နဲ့ကားအများများနှိမ့်ပြခဲ့တယ်လို့ဆိုပါတယ်။အရှိတ်ချန်ဗကာစီမြို့မှာရှိတဲ့စစ်ရုံတုံကိုလည်းရေတွေဝင်ရောက်လာခဲ့ပြီးတော့တချို့လူနာဆောင်တွေရေနှိမ့်ပြသွားတာကြောင့်လူနာတွေကိုတခြားအဆောက်အအုံတွေစီမပြည့်နေရွှေပြောင်းပေးခဲ့ရပြီးစေယုံရဲ့တခြားနေရာတွေမှာလည်းလျှက်စင်ပြီးပြတ်တော့ခဲ့ပါတယ်။ဗကာစီမြို့ရဲ့အင်အား ဆောင်တခုမှာတော့မန္တလေးနိုင်ရဲ့ကတဲ့ကရည်ကြီးရချမှုတွေအတွင်းပိတ်မိနေတဲ့ဒေသခံတွေကိုကယ်ဆယ်ဖို့အတွက်ကယ်ဆယ်သမားတွေဟာပေါင်အထိမြင့်တဲ့ရေတွေပေါ်ကနေရောဘာတွေတွေကိုမောင်းနေကြတဲ့လူရိုက်တာကဖော်ပြပါဗျ။ရည်တက်တာဟာအရင်မြန်ဆန်ပြီးတော့ဗာပစ္စည်းမှသိမ်းဆဲဖို့အချိန်မရှိလိုက်ဘူးလို့ဒေသခံတွေကလည်းဆိုပါတယ်။လူဦးရေတန်း30ကျော်နေတိုင်းနဲ့ ဂရိတာဂျကာတာမြို့ပြအေရိယာကတော့ရေကြီးမှုတန်ကိုပုံမှန်ခန်းစားနေရတာဖြစ်ပါတယ်။လူဦးရေသန်း30ကျော်နေတိုင်းနဲ့ဒိုင်းမက်လည်းပြည်တွင်းမီဒီယာတချို့ကတော့လက်ရှိအခြေအနေအထူးသဖြင့်ပကာစီမြို့မှာ2020ခုနှစ်နောက်ပိုင်းအဆိုးရွားဆုံးဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။ ဆက်လက်ပြီးတော့ call center ငွေလင်ကိုင်းနေကြောင်းနေ့စဉ်ဆုံးရှုံးမှုဟာဘတ်တန်း90ထိကျဆင်းသွားတယ်လို့ digital ဝန်ကြီးပြောကြားတဲ့အကြောင်းဖော်ပြပေးပါမယ်။ထိုင်းစုရကငွေလင်ကိုင်းတွေကိုနှိမ့်နေတာကြောင့်နေ့စဉ်ဆုံးရှုံးမှုဟာဘတ်တန်း100ကနေဘတ်တန်း90ထိရောကျသွားတယ်လို့ digital စီးပွားရေးနဲ့လူမှုအဖွဲ့အစည်းဝန်ကြီးကဆိုပါတယ်။သူကငွေလင်ကိုင်းတွေကြီးစိုးနေတဲ့အင်းကြီးချင်းနေဆက်မျိုးတွေမှာလျှက်စစ်တာအောင်စားစီနဲ့အင်တာနက်ကိုဖျက်ဆီးပေးတဲ့နောက်မှာအခုလိုငွေကြီးဆုံးရှုံးမှုကျဆင်းသွားတယ်လို့ဆိုပါတယ်။အစောပိုင်းမှာတရက်ကိုဆုံးရှုံးမှုဘတ်တန်း100ဝန်းကျင်ရှိတယ်လို့တိုင်ကြားမှုရှိခဲ့တယ်။အစိုးရက ထုတ်စင်တာတခုတည်ထောင်ပြီးတော့2023ခုနှစ်နိုဘာလမှာ1441ဝင်လင်ကိုင်းတိုင်ကြတဲ့ hotline ကိုပြုလုပ်ပေးပြီးတဲ့နောက်မှာတရက်ကိုငွေကြေးဆုံးရှုံးမှုဟာဗတ်တန်60 90အထိကျဆင်းသွားတယ်လို့ဝန်ကြီးကဆိုပါတယ်။လက်ရှိမှာတော့အထူးစင်တာဟာတရက်ကိုငွေလင်လဲတဲ့တိုင်ကြမှု3000ဝန်းကျင်ကိုလက်ခံရရှိနေတယ်လို့ဆိုပါတယ်။ထိုင်းအနာပိုင်ကတန်ရရှိတဲ့ငွေလင်လဲတဲ့သူတွေကိုဖမ်းဆီးဖို့ဝန်ထမ်းထုတ်ပေးနေပြီးအင်းနီချင်းနိုင်ငံတွေငွေလင်ကိုင်းတွေအတက်တရားမဝင် အင်တာနက်ပံ့ပိုးပေးနေတဲ့အင်တာနက်ကြိုးတွေကိုစစ်ဆင်နေပါတယ်။ဝင်ကြီးကတန်လျာရှိတဲ့အင်တာနက်ကြိုးဆက်ကြိုးကိုဖျက်တောက်ထားပြီလို့လည်းဆိုပါတယ်ရှင်။